waitress အားလောက်တာကအသက်ဟွာပေါ့နော်16နှစ်အမေရှာနေတာကို မကြည့်ရဘူးပြောရမယ်ဆိုရင်အမေကဆက်ချုပ်တာဖြစ်တဲ့တကြောင်ပင်ပန်းတယ်အရင်မြေပဲတစ်ထုပ်နဲ့ငပီတောင်းတစ်ဘူးဆိုရှင်တရာပဲကုန်မယ်အဲ့ဒါနဲ့ထမင်းလေးနဲ့စီလေးနဲ့နေပြီးစားခဲ့ရတဲ့နေ့လည်းရှိဖေသာဦးစီးဦးဆောင်အိမ်တော်ဦးစီးတယောက်နေနဲ့ကကောက်မော်လွတ်လွတ်ပြီးတော့ရှာကျွေးနေမယ်ဆိုရင်ကိုဒီဒီလိုမျိုးလောကကြီးကိုထွက်ပြီးရင်ဆိုင်စရာအကြောင်းမရှိဘူးမိုးဘိုး2000ပေးွားတယ်အင်္ဂလိပ်စာဖတ်စာကိုလေးတအုပ်ပေးွားတယ် အဲ့လေးပေးသွားပြီးတော့သမီးရစာကြိုးစားတော့တဲ့အဖေပြန်လာခဲ့မယ်တဲ့အဲ့လိုပြောပြီးတော့ဒီနေ့ချိန်ဒီချိန်ပြန်မလာအာ waitress အလုပ်တာ အသက်ဟွာပေါ့နော်16နှစ်စချောင်းနဲ့မှာဒီစရမ်းဖြည့်ပြီးအချိန်ပေါ့နော်ဒီဘာကြောင်းနေညာကြောင်းနေအာအောင်နာတွေကြာတာတွေမရွေးရသေးတဲ့အချိန်မှာအဲစပြီးတော့အလုပ်လုပ်တာဘာလို့ဆိုတော့ပတ်စံလိုချင်တယ်ကွာ အာအမေရှာနေတာကိုမကြည့်ရဘူးပြောရမယ်ဆိုရင်အမေကဆက်ချုပ်တာဖြစ်တဲ့တကြောင်ပင်ပန်းတယ်အရင်အဲကိုယ့်ကိုကိုယ့်ရဲ့အဖိုးကဒီပေါ့နော်ဒီအမှုပညာမျိုးရိုးတဲ့ရပဲဒီဘန်နေထောင်ထားတယ်ဗါရယ်ဆိုပေမဲ့အမေရှာနေဟာနေရအဆင်မပြေကိုယ့်ကိုအိမ်ကြီးအိမ်ကောင်းနဲ့ဘလောက်နေနေအဆန့်ချောင်းနေတာဘူးမှမသိဘူးအဲ့တော့အကွန်ကိုရှာတဲ့အချိန်မှာအမေဆက်ချုပ်တယ်တနေ့ပါဘလောက်မှမရဘူးလေအဲ့တော့မှမှ ဟိုမြေပဲတစ်ထုပ်နဲ့ငပီတောင်းတပူးဆိုရှင်တရာပဲကုန်မယ်အဲ့ဒါနဲ့ထမင်းလေးနဲ့စီလေးနဲ့နေပြီးစားခဲ့ရတဲ့နေလည်းရှိပြောဒီတန်းနေကိုမခံနိုင်တော့ခံနိုင်တော့ခုမှလည်းအပေါင်းအသင်းတွေရှိလာပြီအဲ့ချိန်မှာတငငချင်းတွေရှိရတငငချင်းတွေကဟဲ့ငါတို့ဟိုသွားကြမယ်ငါတို့ junction square သွားမယ်လေငါတို့ဟဲ့ရုပ်ရှင်သွားကြည့်ကြမယ်ငါတို့ဒီနေ့ကြာတော့ရှင်ငါတို့ sanitary training တွေဘယ်သွားမယ်ဆိုတဲ့အချိန်မျိုးမှာခုမှမလိုက်နိုင်ပေါင်းအသင်းတွေကတော့မသိဘူးလေဒါတွေသိရမလားအေးသွားမယ်ဆိုရင် လိုက်မှအခုမှမရှိတဲ့အချိန်ညာဘာလုပ်မလဲဘာမှလုပ်လို့မရအောင်အဲ့ခါကျတော့ပတ်စံလိုချင်တယ်ပတ်စံလိုချင်တဲ့အတွက်ကြောင့်အလုတ်သွားရှောက်တယ်အလုတ်သွားရှောက်ပြီးတော့အလုတ်လုတ်တယ်အလုတ်လုတ်တယ်အဲ့တော့ ရရပါတော့တလောက်မှာ4000မရအောင်4000ရတယ်ရန်ကုန်မှာပဲအဲ့ဒီအချိန်မှာလူတွေရဲ့စိတ်ကိုသိသွားတာကွာအဲကိုက waitress ဆိုတာတွားလောက်တာပတ်စံရရတယ်ရိုးရိုးသားသားပဲတွားလောက်ပဲမဲ့သူတို့ရဲ့အမြင်ကကြတော့ကိုကကြတော့ရိုးရိုးသားသားနဲ့ပတ်စံရှာခြင်းနဲ့စိတ်တစ်ခုပဲရှိရဒါမှမဟုတ်သူတို့အမြင်မှာကြတော့ပညာမတတ်လို့ပဲလာလို့တလို့လို့သိရမလားမိဘပဲခိုင်းစားထားတလို့လို့ဟုတ်ဆိုကိုရင်းနဲ့မျက်မြင်တန်းနေတဲ့လူတွေတောင်သိလို့တွေ့ရင်တောင်မှကိုကအန်တီဘာညာနှုတ်ဆက်နေတောင်မှ Not me. ကိုအိမ်မှာတွေ့လို့ကိုနဲ့စကားပြောပြီးနှုတ်ဆက်တဲ့လေယူလေသိမ့်နဲ့အဲ့လိုမျိုးဆိုင်မှာတွေ့ပြီးနှုတ်ဆက်တဲ့လေယူလေသိမ့်နဲ့မတူမသိကိုပဲအရင်ဆင်းရဲသွားလို့လှုပ်သွားလို့တဲ့ပုံစံမျိုးဖြစ်နေရပါသည်လားကျော်အဲ့အဲ့လိုလူတွေရဲ့စိတ်ကိုအဲ့ဒီကနေစပြီးတော့အသက်16နှစ်ကနေစပြီးလူတွေရဲ့စိတ်ကိုတည်လာခဲ့ရတာ အဲ့အချိန်ရမ်းလေစပြီးတော့အော်โอเคဆမ်ပြေတော့စိတ်တွေလည်းရမ်းပင်ပင်ရှုပ်တယ်ဆိုပြီးတော့ဖုန်းဆိုင်မှာဝန်ထမ်းဝတ်တော့လုပ်တယ်အဲ့လိုပဲဝန်ထမ်းရှောက်တယ်လုပ်တယ်ဝန်ထမ်းလုပ်တော့လေအဲ့လိုပြောရမယ်ဆိုရင်အဲ့ဒီဝန်ထမ်းလုပ်တော့စိုင်ပိုင်ရှင်ပေါ့စိုင်ပိုင်ရှင်ကအဲ့လိုထိပါးရိပါးတွေပြောတာတွေအဲ့လိုလက်တီလာဆွဲတာမျိုးတွေအဲလုပ်တယ်ပေါ့နော်ဆိုတော့ဒါမျိုးတွေကလည်းကိုကအဖေမရှိရဖြစ်တဲ့အတွက်ကြောင့် ကိုဒီပြောလို့မရအမေကိုတပြောရင်လည်းအမေကဘာလုပ်တတ်မှာစိတ်ဆင်းရဲမယ်တမီးရဲ့အလုံးမလုံးနေတော့ထွက်လိုက်တော့ဒါပဲရှိမှာလေတကယ်လို့အဖေသာရှိလို့အဖေသာဥစည်းဥဆောင်အိမ်အောင်စည်းတယောက်နေနဲ့ကောက်ကောက်မော်လုံးလုံးပြီးတော့ရှာကျွေးနေမယ်ဆိုရင်ကိုဒီဒီလိုမျိုးလောကကြီးကိုထွက်ပြီးတော့ရင်ဆိုင်စရာအကြောင်းမရှိဘူးငွေတော့လည်းငွေတော့လည်းအဲ့လိုပဲဟိုအဖေအဖေစီကိုဟိုမိဘကွဲရယ်ပေါ့နော်ငါကွဲတဲ့အချိန်မှာအဖေစီပါသွားရယ်အမေကမလိုက်လာနိုင်ဘူး ။အဲ့ကျမှာအဖိုးတွေဖွားရနေနေရတယ်။အဖေကအဖေကလှုပ်လှုပ်တည်းအတွက်ကြောင့်မြင်တဲ့အိမ်မှာမရှိဘူးပေါ့နော်။အမေလာခေါ်တဲ့အချိန်မှာအမေကအလိုဒီဇိုင်းလိုမျိုးဖြစ်နေတာ။အဲ့ဆိုငငယ်တုန်းကလေဘာအရင်ထူးဆန်းတယ်အဲ့လိုမှတ်မိကြလာတော့မသိဘူး။ငငယ်တုန်းအကြောင်းရတယ်အကုန်လုံးကိုလေ။အဲ့လိုကိုစိတ်ထဲမှာဒဏ်ရာရသွားတဲ့ကိစ္စလေးတွေဆိုအကုန်မှတ်မိနေတာ။အမေလာခေါ်တဲ့အချိန်မှာသူကဘယ်သူလဲမသွားချင်ဘူးသွားချင်ဘူးဖွားတမီးမသွားချင်ဘူး။အဲ့ချိန်မှာအမေကနှစ်ခေါက်သုံးခေါက်လောက်ပြန်လာခေါ်ရတယ်။အမေဆိုလဲဝမ်းနေတာပေါ့သူ့တမီးလေးကို။ အဲ့ဒီမှာရကောပြန်လာတော့လေအဖေကမရှိဘူးအဖေကမလိုက်လာတော့အဖေကလည်း၄နှစ်တမီလေးတန်းလောက်တဲ့ခံစားမှာမေ့ရွားကြီးကအဖေဆိုမရှိတော့ကြံ့ငဲ့ပြီဆိုတဲ့အချိန်မှာပြန်ပေါ်လာပြန်ပေါ်လာပြီးတော့လေအဲ့လိုပဲတမီရဲ့အဖေပြန်လာခဲ့မယ်နော်ဆိုတဲ့အချိန်မှာမျောလေးချက်ကြီးပေးသွားပြီးတော့ကဒီကမျောလေးမဟုတ်2000ပေးသွားတယ်အင်္ဂလိပ်စာဖတ်စာကိုလေးတအုပ်ပေးသွားတယ်အဲ့လေးပေးသွားပြီးတော့တမီရဲ့စာကျူးစာနော်တဲ့အဖေပြန်လာခဲ့မယ်တဲ့အဲ့လိုပြောပြီးတော့ဒီနေ့ချိန်ဒီချိန်ပြန်မလာ ဘဝမှာလည်းလို့ trauma ရရကွာ Facebook မှာလည်းလို့အခုဆိုအဖေမြင်မလားဆိုတဲ့စိတ်နဲ့ရေးတာကွာဒါမှအဖေကမရှိမရှိတော့ပါဘူးရှိတော့အဆုံးဝါကြီးလို့တည်င်းရပါဘူးဆုံးမဆုံးလည်းမသိဘူးတော့တင်းနေရအဖေနောက်ဆုံးလည်းမသိလိုက်ဘူးအဖေအမျက်နှာလည်းမမမိဒါပေမဲ့ကိုကတော့ဒါဆုံးသွားတယ်လို့ပဲစထားလိုက်တာပေါ့လေအဲ့လိုဟိုဆက်ဟိုပေါ့ဒီမွေးနေ့မှာ ုံကြီးတွေပေးမျိုးအလှလုတ်ပြီးတော့အဲဒီနောက်ပိုင်းမှာအလိုမျိုးအဲဒီဘေးမိုင်းနဲ့တွက်ကြည့်အကြာမြင်နေပိုင်းနဲ့မေးတော့ခါကြောက်တမိဖေကဆုံးသွားပြီတမိလည်းမအမျှလိုချင်လို့နေနေရပေါ့နော်အဲအဲ့လိုမျိုးကြောင့်အမြင်ခုနောက်ပိုင်းဆိုတော့ဘာလေးပဲလို့တော့ဖေကိုအမျှတမ်းပေးဝေးတယ်ပေါ့ခါကြောက်တော့အားကြတာပေါ့နော်အဲ့လိုပြီးဆုံးဖားဆုံးလည်းရှိတယ်တာသမိကဘာပဲဖြစ်ချင်းဖြစ်ချင်းအဲ့လိုနောက်ကနေပြီးတော့အင်တာအားတိုင်း မိဘထုတ်ဆွဲပြီးတော့ပဲ light light နိုင်နေပြီးရဲ့အဲ့လိုဘာပဲဖြစ်ဖြစ် sporting လုပ်ပေးတယ်ပေါ့နော်အဲ့လိုမိသားစုကိုယ့်အမေလည်း sporting လုပ်ပေးပါတယ်သူလည်းသူနိုင်တဲ့လောက်သူသူဟာဖြစ်တဲ့လောက်ကိုသူအကုန်လုပ်ပေးတယ်ဒါမှလည်းမတူးပေါ့နော်